။ဘာလို့တရားတရားဆိုတာဘာကိုဓမ္မကိုဓမ္မဆိုတရားကာပါဠိဆိုဓမ္မဘာလို့တရားဒီနေရာမှာခုနကရုပ်ရုပ်ကုသိုလ်ရှင်ဖြစ်ဖို့အတွက်ဖွင့်တာရှိတယ်အရိယာဖြစ်ဖို့လည်းဖွင့်တာရှိတယ်ကုသိုလ်ရှင်ဆိုတော့ဒီဥပဒေကြောင့်ရရုပ်ရုပ်ဟုတ်လားအုံးဆက်ဖို့ဖွင့်တာရှိတယ်အဲ့တော့ဆက်တင်လာဟုတ်လားဒီတရားကိုဘယ်လိုဖွင့်လဲဆိုတရားဆိုတာမှန်ကန်ရင်ရင်ကျုပ်ရှင်းပြတာဒီလိုဖွင့်တာဟုတ်လားဓာတ်ဝိရောင်ရ၅ရောင်ဖွင့်တာ ဓမ္မတော်ကြီးအတူတူပဲလားမထမားတဲ့တရားနဲ့အတူတူပဲ။ဒါဆိုဓမ္မဆိုတာပါဠိလိုတရားဆိုတာဘာမှလို့။ဘာတရားဆိုတာပါလို့။တရားသဘောသဘောတရား။သဘောတဘာဝ။ဟိုနားလေ။တရားဆိုတာသဘောကိုပြောတာ။သဘောတရား။တရားသဘော။သဘောတဘာဝ။သဘောတဘာဝ။တရားတည်းရဲ့အဲ့ဒီသဘာဝကိုပြီးသွားတာ။ တရားပြည့်တယ်။အော်တဘာဝအရာတို့အကိလေသာဖြစ်ခြင်းတော့ခုရှိတာပါရဲ့။အနုတရားရဲ့ပြိယထာနာရဲ့ဝိရိယကမ္မ။ဒီအနုတရားရှိနေပြိယထာနာရှိနေပြိယထာနာရှိဝိရိယကမ္မရှိနေ။ဒါနားလေ။ဒါဆိုရင်ဒီဝိရိယကမ္မကိုဘယ်တော့မှရုံးလို့ပယ်ပယ်။ဒီမနောရအာကောင်းနိုင်တော့မလား။ဘောင်းကိုသိတာကဘယ်တော့မှမလုပ်ဘူး။ ယောဂီဥယဟန်နေတယ်တိလာဘတော်မှမလုံဘူးတိလာမလုံလို့အာသတ်ဖြစ်ဖို့ဆိုတာတော့ထားရလို့လားအဲ့တော့မှခုနကလိုဒီနေရာမှာခုနကလိုဟလာပါရာတိကဒေဝကတော့လုံးကိုလုံးသွားတက်ထိုင်ခိုးတိုင်းပူသားပြောတိုင်းဟလာဟမ်ပိုင်းတယ် မေမေဖုံမားတာမဟုတ်ရဟန်းကျတော့မေဖုံလောက်လို့မလောက်ပါဘူးတိရစ္ဆာန်လည်းမလောက်ပါဘူးဘာလဲမလောက်ပါဘူးမိန်းကလေးကိုပေါင်းအောင်လို့ထိတ်ကတော့မထိုင်အောင်ဒါလိုဝင်ကြလို့လာတာပေါင်းကလေးဟုတ်နေတာဘုဒ္ဓကအဖက်တော့ဖက်နေလို့ဆိုအာမနာဟာဂါမီကဆိုရင်ဒီစေထားလို့မရဘူးရဟန်းတို့လည်းမျိုးသမီးနဲ့ဝိရိယကိုတားထားတယ်သမားလည်းမရဘူး တော့ဒီတီရမှာဒွားရရှိတာနော်သမီးဖတ်တော့တရားဆိုတာဟာသဘောသဘောသဘောတရားသဘောသဘာဝအဲ့ဒီသဘာဝမှာဘာဒွားရရှိအဖြစ်အတိုင်းအနေနဲ့ရှိတာ ਨੇ သဘောတရားအနေနဲ့ရှိသဘောဝမှာဒွားရရှိဒါအဖြစ်အတိုင်းအနေနဲ့ရှိတာဒါသဘောတရားအနေနဲ့ရှိ 你多嘛，天天你来西安地的，地的，啊？多么天天你来你去年安地的，八里啊？啊，移民多少年了，多少不了？你为移民多少年去的？几、嗯嗯、你,你,你我，你晓得？问题，移民都多少？ လေးသိကတော့ဟာတာပုံတိုင်းရှိတယ်မရှိဘူးကိုနာကိုဟာဗောဓိဥဒ္ဒါဉာဏ်ရှင်တွေတွေ့တယ်ဟုတ်လားအဲ့သဘာဝကိုသိတာနဲ့ဟာဒီတရားလုံးเนี่ยဆိုင်တာတရားလုံးဆိုတာသဘောတရားအနေနဲ့ရှိနေတာကိုသိအောင်လုပ်ရတာယောဂီတို့တောင်းမှာဒေါသစိတ်လူကြီးတက်ပြန်နေရှိတာဒေါသဖက်ထန်ကြမ်းတာရှိတာအဲ့ဒါတွေကဒီလိုဖက်ထန်နေနေရှိရတာသဘောတရားအနေနဲ့ရှိတာအဲ့ဒီတရားဆိုတာဒီသဘောတရားအနေနဲ့ရှိတာတွေကိုသိအောင်လုပ်ရတာသဘောမှာဘာလို့သဘောရှိတယ် တောင်းလို့ဒီတရားသိတဲ့ပုဂ္ဂိုလ်တွေကရှားပါလို့လည်းတောင်းလို့ယေဒနာလို့သုံးတာလားတရားရင်လားတရားရင်လားတောင်းတာယေဒနာယေဒနာတောင်းတာယေဒနာလို့တရားရင်လားတရားရင်လားတောင်းတာယေဒနာယေဒနာကအင်္ဂါရရှိရတွေ့ရတဲ့ရှားပါတယ်တပ်မှုကြည့်တယ်ဉာဏ်တော့အဲ့တာမန်ပုဂ္ဂိုလ်ဆုံးတော့တွေ့တောင်းလို့ဒီလိုပုဂ္ဂိုလ်ကိုဒီလိုသဘောတရားကိုသိထားတဲ့ပုဂ္ဂိုလ်ကတွေ့ရသေးရှားပါတယ်တပ်မှုကြည့်တယ်ဉာဏ်တော့အဲ့ဒီပုဂ္ဂိုလ်ကတာမန်ပုဂ္ဂိုလ်တော့ 他们各个民族，他们、嗯、地派的地,點有地的，公路比较地派的多。他地乡内归啊，阿们地内，我们罗地阿都管到乌西，阿地年阿地归啊，阿管得归。一年，现在白天的收成，现在白天。 ုင်နဲ့ဟာလားအသိရှိတိုင်းတရားလို့ခေါ်ပါရောက်အခုဒီဘုရားကိုသာပညာရှင်တွေဟောဆင်းရတာပေါ့တော့ဒုစင်းသားတွေကကိလေသာကိုပယ်မှတရားလို့လို့ခေါ်ကိုဆင်းရတဲ့အလုပ်ကဒီကိလေသာတွေကိုပယ်တဲ့ဆင်းရဲမှုလားဘောင်းသားတွေကိလေသာတွေရောဘာတွေရောဘယ်လိုသဘောရှိလဲ တော့ကအဲ့ဒီလိုဘုရားကဟောတာဒီကိလေသာကိုပယ်ဖို့စဉ်းစားတဲ့အပိုင်းမှာပဲဘုရားကထွက်လာပြီတိသာတော့ရသမာဓိတော့ရပညာတော့ရဟိုဒီသဘောတရားမှာပဲဘုရားကပါလေထွက်ထွက်လာတော့ဒီတရားကြီးကသစ္စာဝိရိယတော့ဝိညာဉ်ပညာရှိလို့ဒီတာစဉ်းစားနိုင်တဲ့ဘုရားတိတယ် 然后你第二嘛，来上午教点出来，地的注意清楚地的，然后我们来，走走第二个我们来，在啊在啊没呀？啊，走走，不然好了，两两两天的公共在一关在围路上，两个一三边围路呀。然后你说你要住在一块哪路呀？在啊在啊没呀？